အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ဟေမပဇွန်တမ်ပူရာဂျာနီလေးကိုပြောပြပေးတင်လို့ပါရှင်ပဇွန်လေးကိုလေအရင်ကဘလိုပဲကြော်ကြော်ပါတော့တမ်ပူရာကိုဘလိုလုပ်လဲဆိုရင်ဒီဘူးစည်းကြော်ကြော်သလိုမုန်းစနစ်တွေစလိုက်တယ်ပြီးတော့ရင်ပဇွန်ကိုဒီတိုင်းပဲပေါ့နော်မုန်းနစ်ထဲမှာနှစ်ပြီးတော့ကြော်လိုက်တော့ပဇွန်ကဒီကွက်ကွေးလေးပဲသွားတာပေါ့နော်ဘတော်မဟိုဂျပန်ဆိုင်ဒီမှာသွားစားသလိုအပြင်ဆိုင်မှာစားသလိုပဇွန်လေးကဖြောင့်ဖြောင့်လေးမဖြစ်ဘူးပေါ့နော်အဲ့ဒီရဲ့လှုပ်ရက်ချက်ကိုဒီမှာပြပြပါမယ် ပစွန်တံပူရာမကြော်ခင်ပစွန်ကိုင်းကြီးလေးအရင်ပြောပြရမယ်ပြီးတော့ရင်ကြော်ပြရမယ်ကြော်ပြီးွားရင်လေဒီမှာစားပြပါအောင်မယ်ရှင်အားအကြောင်းမလို့လေးဗီဒီယိုလေးကိုအဆုံးထိလေးလိုက်ပါကြည့်ရှုပေးပါနော်ပစွန်တံရာကြွတ်ကလေးကစားပြပေးပါမယ်ရှင်ကျေးဇူးနော် အရင်ဥစွာလေးတန့်စင်ပြီးတော့ခေါင်းဖြုတ်ထားတဲ့ပစွန်လေးကိုဟိမအခွန်ချွတ်တယ်အခွန်ချွတ်ပြီးတော့အမီးလေးတော့ခြံရတာပေါ့နော်ကြိုက်ရင်လည်းအမီးပါဖြုတ်ဖြုတ်ပေါ့ဟိမတော့တမင်တကအမီးလေးကိုအခွန်မခွာဘူးပေါ့နော်ပြီးတော့ရင်ဒီပစွန်ရဲ့ဘိုက်နေရာလောက်ကိုလေ၃လေးချက်လောက်မှွန်လိုက်ပါပြီးတော့ရင်နောက်ကြောဘက်ကိုလည်းအဲ့လိုပေါ့နော် ဘိုက်ကောကြောကုန်းရောနှစ်ခုလုံးမှုံးလိုက်အဲ့ဒါမှဘဇုံကလေမကွေးပဲနဲ့ဆက်ဆန့်လေးဖြစ်တာပါရှင်အဲကြောတဲ့ကလေတချို့ကကြောရိုးထဲမှာချီးမကြိုက်တဲ့လူဆိုလဲတခါတည်းခွဲထုတ်လိုက်ပေါ့နော်ဟိမလိုပါလို့အကြောလေးကိုတခါတည်းမှုံမိခွဲထုတ်လိုက်ခွဲထုတ်ပြီးွားတော့မှပြန်မှုံးပေါ့နော်ဒီလိုပဲ ထုံးစံအတိုင်းပဲဘိုက်နေရာကိုလည်းဒီမှာ၃လေးချက်လောက်လုပ်လိုက်တယ်ပြီးရင်ကြောကုန်းနေရာကိုလည်း၃လေးချက်လောက်နည်းနည်းလေးလှိလိုက်တယ်အဲ့ဒါမှသာဘဇွန်လေးရာလေးဖြောင်းဖြောင်းလေးနဲ့ကြော်လို့ရတာပါရှင်အဲအခုမှုန်းတလို့ပေါ့နော်အตาလေးပေါ့နော်အရင်လည်းမလှိလိုက်ပါနဲ့နော်ပြတ်ထွက်သွားမှာဆိုလို့ပါအဲ့လိုမျိုးအပေါ်ကိုလည်းလှိမယ် အောက်ကိုလည်းလီးရတခုတည်းပဲလီးရင်လည်းတော်တော်ဖြောင်းနေပါပြီတမဲကြီးမှာပို့ပြီးတော့ဖြောင်းကျင်လို့ပေါ့နော်အဓိကဒီခုံးနေတာကြောကုန်းကခုံးနေတာအဲ့ကြောကုန်းနေရာကိုမှုံးလိုက်ရင်ပဲတော်တော်ဆန့်တယ်ဒီမှာဘိုက်ကောကြောကုန်းနှစ်ခုလုံးအတာလေးပေါ့နော်အာမှုန်းလိုက်တာပေါ့နော်အရင်ဆုံးပစုံကိုအကုံလုံးကိုရေစေးတန့်စင်လိုက်တယ်ခေါင်းတွေဖြုတ်လိုက်တယ်ပြီးွားရင်အဲ့လိုပေါ့နော်ဖိုင်လေးကိုလည်းမှုန်းတယ်ကြောကုန်းသားလေးကိုလည်းမှုန်းလိုက်တယ်အရင်ဆုံးပစုံနေအရင်ကင်လိုက်တာပေါ့နော်ကိုစားမဲ့အရေးအတွက်ပေါ့ဟိမကု၃နာဆို၁၀ခေါင်းဝင်းကျင်ပေါ့နော် ဒီချိန်မှာလေငရုတ်ကောင်းနေစားနေနေခြင်းနဲ့လူတွေတခါလေးနေလို့ရပါဘောနော်ဟိမာကတော့မနေတော့ပါဘူးဒီပစွန်ရဲ့တဘာဝအချို့အရသာလေးတိုင်းပဲကြော်ခဲ့ပါဗျ။ဟိမာကတော့လေအိမ်မှာပစွန်တန်ပူရာကြော်ရဲအမှုန့်မရှိတာနဲ့ဒီရွှေလေးပြာ အမှုန့်ရဲ့ကြုတ်တလုံးရဲ့ကိုသုံးပြီးတော့ခောက်လိုက်ပါဗျ။အကယ်၍ဒီ ရွှေလေးပြာအမှုတ်တို့ပါတော့အကျော်မှုတ်မရှိရင်လည်းရပါတယ်တိလားကျုပ်အနှစ်ကလေးပဲခောက်လေရပါတယ်ဒါပေမဲ့တမ်ပူရာလေးသုံးရင်တော့သူ့ရဲ့တက်ချော်လေးကနည်းနည်းပိုထူပြီးတော့ပိုကောင်းတာပေါ့နော်ပိုပြီးတော့မွတ်မွားလေးဖြစ်စီပါတယ်နောက်တစ်ခုကတော့ဒီ bread crumb powder ပါပေါမုတ်ကျွတ်လို့ပါမုတ်ကျွတ်မှုတ်လို့ပဲဘာသာပြန်မလားမသိဘူးပေါ့နော်အဲ့ဒါလေးလိုပါတယ်အဲ့ဒါမရှိရင်ကျတော့ကော့ကိုလောက်ရမှာပေါ့နော် အဲပထမဦးစွာဂျုံမုတ်ဒါမမုံပြောင်းကောင်မုတ်အဲအမုတ်ထဲကိုအရင်ထည့်လိုက်တဲ့ပစုံကိုပြင်စစောကကြက်ဥနဲ့တံပူရာနဲ့ရောထားတဲ့တဲ့ကိုထည့်လိုက်တယ်။နောက်ဆုံးပိတ်အနေနဲ့စစောကပတ်မုတ်ကျွတ်မုတ်ထဲကိုထည့်ပြီးတော့အာအဲ့လိုပေါ့နော်ဟိုဘက်ဒီဘက်လှုပ်ပေးလိုက်တာပေါ့နော်အဲဆိုတခုရသွားပါပြီ။အဲ့လိုပဲရှိသမျှပစုံတွေအကုန်လုံးကိုလှုပ်ပြီးတော့မှအားလုံးပြီးမှ AC ကြော်လဲရသလို့ တစ်ခါလှုပ်လိုက်ကြော်လိုက်လဲရတာပေါ့နော်အဲ့ဒါကြောင့်တူးမှာကြောက်လို့ပါဟိမအားလုံးအရင်ပြန်လိုက်ပါတယ်ဆိုတော့အမှုတ်ကတ်တယ်ကြအူးနဲ့တမ်ပူရာနဲ့ရောထားတဲ့ခွက်ထဲကိုထည့်တယ်ပြီးရင်ဆိုတော့ break crab powder လေးပြန်ပြီးတော့ထူထူလေးလိုချင်လက်လေးနဲ့ဒါလေးတိတ်တိတ်လေးဒါထည့်ပေါ့နော်အဲ့အမှုတ်ကိုထည့်ရင်လေတစ်ခါတည်းအများကြီးမထည့်နဲ့သေးလားအဆိုးတွေပြန်သွားမှာဆိုလို့အဲနည်းနည်းလှုပ်လိုက်ဟိုကကုံသွားလို့ရှိရင်အဲ break crab အမှုတ်လေးကိုနည်းနည်းအိတ်ထဲကနေပြန်ဖြူးလိုက်အဲ့လိုပေါ့နော်ဖြည်းဖြည်းချင်းရှီသမျှပဇွန်လေးတွေကိုအဲ့တိုင်းပဲလှုပ်သွားပါဒါလေးကအဲ့လိုလေးလုံးမှသာဒီပဇွန်တမ်ပူရာလေးကလေး ထူထူလေးနဲ့လေမောမွာလေးဖြစ်စေတာပေါ့နော်ဒီတမ်ပူရာမှုတစ်ခုလည်းပဲသုံးတဲ့ပစုံကြတော့လေဘယ်လိုပြောမလဲတက်ချော်လေးရည်လိုအပြင်သားလေးရထူထူလေးသိမ့်မရအောင်ပေါ့နော်ဟိမဆန်းကြီးတက်လောက်ပေါ့နော်အလိုနဲ့ပဲအကောင်လုံးကိုစက်တိုက်လေးလို့သွားလိုက်ပါညီမတွေ့လားထူထူလေးတွေ့လားစားကျင်စရာလေးနော်အဲ့လိုမျိုးလေးနဲ့ရှိသမျှပစုံနဲ့အကောင်လုံးကိုပြီးသွားအောင်လို့လုပ်လိုက်ပါတယ်အိမ်မှာဂျုံမှုတ်ရဲ့ကြက်ဥရဲ့ပဲရှိရလူလဲရပါတယ်เนาะစမ်းလို့ရပါတယ် ပဇွန်လေးကိုတန်းစင်ပြီးတော့ဟိမာပြောသလိုဖြောင်းသွားအောင်အပေါ်နဲ့အောင်နဲ့လှီလိုက်ပြီးတော့ရင်ဂျုံမုတ်လေးကတ်လိုက်ဂျုံမုတ်တမမဟုတ်ရင်ပြောင်းကော်မုတ်လေးအရင်ကတ်လိုက်ပြီးတော့ရင်ကြက်ဥတလုံးဖောက်ပြီးတော့လေအဲ့လိုမျိုးအပေါ်မှာပေါ့နော်နည်းနည်းအပြန်ပြီးကုတ်တက်ပုံစံမျိုးလေးပေါ့လုပ်လိုက်လုပ်ပြီးတော့မစီပြေဦးထဲမှာ breakfast ရှင် breakfast ပေါ့နော်မရှင်ဟိမာအနောက်ဘက်မှာလုပ်ပြမယ်ဒီအဲ့ဒီအနှစ်ကိုပဲအဆအဆလေးတွေမုတ်ကြော်စလေးတွေလုပ်ပြီးတော့ကွာပြန်ပြီးကတ်လိုက်တဲ့သဘောပေါ့နော်အဲ့လိုလုပ်ပြီးတော့ကြော်လေးရပါတယ်ရှင် အကောင်းဆုံးကတော့ဒီ break crack နဲ့ကတ်တာတော့ပိုကောင်းတာပေါ့နော်မွမွာလေးပေါ့နော်ဒါကနေရာတိုင်းမှာအလွယ်တကူဝယ်လို့ရပါတယ်ရှင်ဒီမှအထင်တစ်ချက်တစ်ချက်20အဲ့လောက်ပဲထင်ပါတယ်အဲဒါမျိုးပေါ့နော်စောစောတုန်းကကြက်ဥနဲ့လုပ်ထားတဲ့မုန်းနှင်လေးတွေအဲ့ထဲမှာဒါဟိမဇုံကြီးကနည်းနည်းကြီးသွားတော့အကြီးကြီးတွေဖြစ်ကုန်ပြီနည်းနည်းလေးကျေပြီးတော့အဆာလေးတွေလုတ်လိုက်ပါအဲ့မှာဆိုအဆာလေးတွေအများကြီးထွက်လာပြီအဲ့ဆိုစောစောကဗဇုံကိုဂျုံမုန်းနဲ့ကတ်ပြီးတော့အဲ့ကြက်ဥနဲ့ထဲပဲထည့်ပြီးတော့အဲ့ထဲမှာလာပြီးဒါမျိုးပေါ့အဲလှည့်ချလိုက် အဲ့ဒီအချိန်မှာအဲ့ဒီပဇော်မှာဒီအစလေးတွေကလာကတ်သွားလိမ့်မယ်ပေါ့နော်။ဟိမဒီတဲ့မှာတော့မကတ်ပါဘူးဘာလို့လဲဆိုတော့ breakfast ကြီးတုံးထားတဲ့အတွက်မကတ်ဘူးဖြစ်သွားတာပေါ့နော်။အဲဒါတော့ဟိမအဲ့မိုချုဆကျွတ်ကျွတ်ကလေးတွေလည်းကြိုက်တဲ့အတွက်အဲ့ဒါကြော်ပြီးတော့ဟိမအရင်ဆုံးစကားနဲ့စပြီးတော့ယူထားလိုက်ပါတယ်။ပြီးတော့ထည့်အောင်ပါနော်1 2 3ဒါဆိုစတခုစမ်းလာတာပေါ့နော်ဟောဒီအဲ့လေအလန့်နေပါ အခုဆိုရင်တော့စီလေးပူလာပြီဆိုလို့ရှိရင်ဆဆောင်းရောကပြင်ဆင်ထားတဲ့ပစုံလေးတွေကိုဒီတိုင်းပဲညှက်လေးနဲ့ထည့်ပြီးတော့ကြော်လိုက်ပါရယ်ပစုံဆိုတာအကြာကြီးကြော်စရာမလိုပါဘူးခဏလောက်ကြော်လိုက်ရင်ပဲကြက်ပါရယ်ရှင်ဟိုဘက်ဒီဘက်လှန်ပေးလိုက်ပေါ့နော်ကျတဲ့ဟာလေးတွေနည်းနည်းဘေးဘက်ကိုတိုးပြီးတော့ပေါ့နော်။ကျန်တဲ့မကြော်သေးတာလေးတွေပါဆက်ပြီးတော့ကြော်ခဲ့လိုက်ပါရဲ့ရှင်။ပစုံလေးကိုနည်းနည်းပေါ့နော်။ပို့ဖြောင်းကြံလို့ရှင်လေ။ အဲ့ဒီနည်းနည်းကြကြလေးစံလာလိုက်ပေါ့နော်ဒီမှာအခုချက်ချင်းလို့အခုချက်ချင်းကြော်ဖြစ်သွားတာလည်းပါတာပေါ့နော်နည်းနည်းဒီတချို့အချောင်းလေးတွေအရန်100%မဖြောင်းသွားတာလည်းရှိတာပေါ့နော်ဒါပေမဲ့ပုံမှန်အားဖြစ်တော့ဖြောင်းပါတယ်ပြီးရင်တက်ချော်ပြင်မကြည့်ပုံစံလေးကိုကြည့်လိုက်ပါအောင်အထဲသားလေးချွတ်ပြီးတော့လीအရန်ကိုချိုးနေတာပဲအရန်အကြာကြီးမကြော်ပါနဲ့အထဲကပုံစံသားကြီးမာဝိုင်းစာမကောင် ဒါဟိမပိုတဲ့စီထဲမှာလေအဲ့မုံနစ်လေးနည်းနည်းပိုနေရတယ်လေဘာမှမဟုတ်ဘူးရှောက်စော့တာပေါ့နော်မုံနစ်စာလေးတွေကိုထည့်ပြီးတော့အပေါ်အဖြူအလုံးလုံးလေးလေးစိုင်မာစားလို့ရှိရင်ကျွတ်ကျွတ်ကလေးအဲအဲ့လိုပုံစံလေးပေါ့နော် dressing ပြင်တဲ့အခါကျရင်ပွဲပြင်လှအောင်လို့ပေါ့နော်အဲ့ပစွန်ကျော်စီပူလေးထဲမှာဆဆောကကြက်ဥနဲ့တံပူရအနှစ်ကလေးတွေပဲထည့်ပြီးတော့မုတ်အစာလေးလုတ်ခဲ့ပါတယ်တချို့ bread crumb မရှိတဲ့လူတွေဆိုရင်လည်းအဲ့ဒါလေးနဲ့ကပ်ပြီးကျော်လို့ရပါတယ်ကဲအခုဆိုရင်တော့ပစွန်ကျော်လေးရဲ့မုတ်စာလေးရရပြီဆို ရပြီဆိုတော့ပွဲပြန်လိုက်ပါအောင်မရှင် ကော်ဖီလေးကိုလေပပလေးလှီးလိုက်ပါပင်မုံလာဥနီလေးကိုလည်းပပလေးချက်လိုက်ပါတော့ ဟင်းပွဲပြင်တာကတော့ကိုကြိုက်တယ်လို့ပြင်ပေါ့နော်ဟိမှာကြိုက်တဲ့ပစ္စည်းတွေပဲတုံးတယ်အမှန်မီယောနစ်နဲ့အရင်လိုက်ပါတယ်တောင်စင်ဆဲလက်နဲ့အရင်လိုက်တယ်အိမ်မှာကုန်နေပါတယ်ကုန်နေတဲ့အတွက်ဟိမှာကရှိတာလေးပေါ့အိမ်မှာရှိတဲ့ဂျပန်ဒရက်ဇင်လေးနဲ့ပဲတုံးခဲ့ပါတယ်အဲမီးပုံပွဲမှာလေထင်းချောင်းလေးတွေအရှိလိုက်လေးထောင်းတယ်လို့မျိုးပစွန်ကြော်လေးတွေအားလုံးကိုထိတ်တခုကလက်နဲ့ကင်စုကင်ပြီးတော့ပေါ့နော် ထောင်းလိုက်ပါသူတို့ကဖြစ်ဖြောင်လေးဖြစ်နေတဲ့အတွက်ထောင်းလို့ရပါတယ်ဒါဟိမှာ first time try နာဖြစ်တဲ့အတွက် 100%ဤဆိုင်ဆိုင်ကြီးရလောက်တော့မလှသေးပါဘူးရှင်ဒါ honestly ပါအဲပြီးစစောမိုးကျစလေးတွေဒီမှာဖြူလိုက်ပါတယ်အဲ့တော့တော်တော်လှသွားပြီပေါ့နော် color match ဖြစ်ပြီးတော်တော်လှနေပါပြီ ီးသွားရင်ဟိမာကအပေါ်ကနေပြီးတော့အမှန်ဆိုမီယောနစ်ကလေးဆန်းအမပေါ့နော်အဲ့လိုဆန်းတဲ့အခါကျရင်လေဘူးလိုက်ကြီးမဆန်းပါနဲ့မလှပါဘူးရှင်ကျွတ်ကျွတ်အိတ်တစ်ခုပေါ့အိမ်မှာဆိုရင်မတော့ plastic စိတ်အိတ်လေးရှိရောအဲ့ဒဲကိုထည့်တယ်ထည့်ပြီးသွားလို့ရှိရင်အပေါက်ကလေးပေါ့နော်ကကြီးလေးနဲ့တတိလေးဖောက်တယ်ညှစ်ချတယ်အဲ့ဆိုကိုလိုချင်သလိုပုံစံပေါ့နော်ပုံတွင်းပြီးတော့အလှတွင်းလို့ရတာပေါ့နော်တခြားပေါ့နော် tomato ketchup တွေပါရင်လည်း miss လုပ်ပြီးတော့ကိုလိုသလိုဆော့ဆက်ပြီးတော့လည်း ဟိုပါဗောနော်အဆင်ပြေသလိုစမ်းလို့ရပါတယ်ရှင်ဒီမှာတော့ဒီ dressing လေးကြိုက်တယ်အများတန်းလို့လို့ဒီ lemon ရတာလေးနဲ့ japan japan dressing လေးဗောနော်အရွက်တုတ်တွေစားတဲ့အခါမှာထည့်တာဗောအမှန်တော့ mayonnaise နဲ့ပူကြိုက်ပါတယ် mayonnaise ကုန်နေလို့ပါကဲအခုဆိုအသင့်ပေါ့နော်အရွက်ကလေးထည့်လိုက်တယ်စားလို့ရနေပါပြီရှင်စားကြပါအောင်နော်ကဲဒီမှာဆက်ပြီးတော့စားပြပါမယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိအားပေးကြပါအောင်နော် ဒါလေးရဆိုရင်လေဟိုကကိုကကိုလာနဲ့ပဲဆာဆာဝိုင်လေးနဲ့ပဲတောက်တောက်အဘီယာတောက်တဲ့လူတွေဆိုလို့ရှိရင်လည်းအဲ့ဒါလေးနဲ့ပဲဖြစ်ဖြစ်လိုက်ဖက်ပါရယ်နော် yeah okay ပဇောတံပူရာလေးစားရမယ်ဒီမှာအားလည်းမပြင်တော့နော်အခုမှကြော်ရတာဘလော့တီကြော်လဲဆိုတာစားရမယ်နော်ဒီမှာတိတ်စားပြလေးတော့မရှိဘူးပေါ့နော်ဒီမှာอืมအရင်မှရ จะเป็นที่สมินเนี่ยมมูดิอะไรมาเลยอืมก่อนที่เราจะจะจะใช้ได้ตัวมูลามือที่ฉันก็งอนโอเนี่ยมูลามันดีเลยแท้ได้ไหมเราช่างเราสร้างอะไรมาเนาะ้วสับปะอ้อ 嗯，你行。哎呀，没了。嗯，这远了了。哎呀，嗯，哎呀妈！想买了，想买了。嗯，我先逛了，下来。嗯，啊，蒙着累了，累了，这都累三天了。 ကျွတ်ကျွတ်ကျွတ်လေးနဲ့စားကြအောင်။ကဲဒါပဲနော်တက်တာအောင်ရုပ်စီပြီးတဲ့ထဲလာ။ get chest ပြီးစားကြအောင်ပေါ့နော်။တို့လိုက်။အင်းရောင်းခေါ်ရမယ်။ဘာရှိရလဲ။ကျွတ်ကျွတ်ကျွတ်လေး။ကပုံမအခုကြော်ရောကဒီတော့မထိုးရလို့ချင်းချင်းစား အဲ့တော့ကောင်းတယ်ပိုလို့ပိုကောင်းပါနော်မောင်းနေဟမ်ကော်ဖီလေးတွေတို့အဟမယောနဲ့လည်းနဲ့ဆန်တော့လိုက်လို့ရပါနော်ဖိုင်နေတဲ့ကော်ဖီလေးတို့မအရွက်တွေလည်းကြိုက်တယ်ရှုံလို့ပဲအဲ့တော့ကောင်းတယ်ကောင်းကြ ကောင်းအမှတ်1000 sellers နဲ့ပိုကောင်းတာပေါ့နော်။ကုံနေလို့လေဂျပန်တရားအရွက်တုပ်တွေမှာစားရတာပေါ့။ဘာပါလဲ roast roaster assessment ဂျပန်ထုတ်တဲ့ဟာအရင်ကောင်းရတာလေ။အဲ့ဒီနဲ့လဲစားတယ်ဆိုတော့အဲ့လေးစမ်းတာပေါ့နော်။မရောကောင်းဒီကောင်းကြတော့ garlic chili အဲ့လိုကြိုက်။ဘာနဲ့လဲလာကုန်ကြိုက်လဲ။အရင်ကြိုက် မင်းမစားတော့ညတာလို့အာအမွေးသားလည်းကျွေးမှာပါနော်သူ့ဘာကျွေးမှုသူကကွန်မဏီတင်တာတော့လို့လောက်ပါသူကအဆုံးထိကြည်ပေးတာကျေးဇူးအထူးတင်ပါရယ်နော်တတ်တာဘိုင်ဘိုင်